ချင်းနဲ့မြန်မာစာတမ်းထိုးနေအများကြီးရှိရတဲ့အမှာအခုလိုမျိုးပုံစံ simple ဖြစ်ပြီးတော့လူကြိုက်အများဆုံးဖြစ်တဲ့စာတမ်းထိုးနည်းလေးကိုဒီဗီဒီယိုလေးမှာ tutorial လေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကြားကြည့်လိုက်အောင် မောင်းဆုံးကြောလိုက် motion နဲ့ဝင်လိုက်ပါ okay ပြီးွားရင်ကြောဒီအပေါင်းလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကြောဒီ create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲကျွန်တော်ကဒီစာတန်းထိုးမှာဆိုတော့ကြောဒီပုံတစ်ပုံထည့်လိုက်ပါเนาะကျွန်တော်ဒီမှာရှိတဲ့ပုံလေးနဲ့ပဲထည့်ပြလိုက်မယ် okay ကြောဒီကောင်လေးကိုတစ်ချက်ရေးလိုက်မယ် okay ပြီးွားရင်ဒါလေးကိုကြောနည်းနည်းလေးဒီကောင်လေးကိုဆွဲပြီးတော့ချဲ့လိုက်မယ်ပေါ့နော်။ Okay ပြီးွားရင်ကျောတို့ကစာတန်းထိုးမှာဆိုတော့အပေါင်းလေးကိုတစ်ချက်နှိပ်ပါ။ပြီးွားရင်ကျောဒီမှာဒီ text ကလေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးွားရင်ကျောတို့ဒီ login နဲ့ ကိုထိုးမဲ့စာတန်းပေါ့နော်ဒီတချင်းဆိုရင်လည်းကိုတချင်းမှာပါတဲ့စာတန်းလေးကိုရေးလိုက်ပါကျွန်တော်ကဒီမှာစင်ပယ်အနေနဲ့ပဲရေးပြမယ်အဲဒီနေ့မှာတော့ ဒီနေ့မှာတော့စာလေးကိုရေးလိုက်ပြီပြီးတော့ဒီအပေါ်တောင်လေးမှာရှိတဲ့ align chain တာလေးပါကျွန်တော်တို့ကစန်တာဆိုရတဲ့အကြောင်းတစ်ချက်နှိပ်လိုက်မယ်စန်တာကြောက်အောင်ပြီးရင်ကျွန်တော်တို့ font design လေးရေးမယ်ကိုကြိုက်တာလေးထည့်လိုက်ပါကျွန်တော်ဒီမှာဒါလေးပဲထည့်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ font ရဲ့ size size မယုံရင်ကျွန်တော်တို့ color လေးကိုတစ်ချက်ချိန်မယ်ကျွန်တော်ဒီမှာဒီကြည့်ရတာနည်းနည်းလေးရိုးရှင်းပြီးတော့အမြင်တာအောင်အဖြူလေးပဲထည့်လိုက်မယ်ပေါ့နော်ပြီးရင်ပြီးရင်ကျွန်တော်ဒီမှာ size ကလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်လိုအပ်တဲ့ size ကလေးကိုချိန်လိုက်ပါနော် โอเคဒီလောက်လေးပဲတားလိုက်မယ်ပြီးရင်အမှန်ကြေးလေးချက်လိုက် ပြီးရင်ကျွန်တော်တို့အောက်မှာ border shadow ဆိုတာလေးရှိတယ်အဲ့မှာကျွန်တော်ဒီ shadow လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ shadow လေးကိုဖွင့်ပေးပြီးရင်ကျွန်တော်ဒီ glow တဲ့ပုံစံလေးဖြစ်အောင်လို့ကျွန်တော်အဖြူလေးထားလိုက်မယ်နည်းနည်း professional ပုံစံတာပေါ့နော်โอเคဒီလောက်လေးပဲကျွန်တော်ထားလိုက်မယ်โอเคပြီးတော့ကျွန်တော်ဒီကောင်လေးကိုတစ်စက္ကန့်လောက်ပဲထားမယ်โอเค ခေကျောစာတန်းလေးလည်းရပြီကျောဒီ background နဲ့ add ပြီးွားပြီဆိုရင်ကျောဒီစာတန်းလေးကိုကျော animation ပေးမယ်ပေါ့နော်လှအောင်လို့ကျော animation ပေးမယ်ပြီးရင်စာတန်းလေးကိုတစ်ချက်ထောက်လိုက်ပါပြီးရင် effect ကိုနှိပ်ပြီးရင် add effect ကိုနှိပ် okay ပြီးွားရင်ကျောဒီမှာတစ်ချက်ရိုက်လိုက်ပါ wav wave wave လို့ရိုက်လိုက်ရင်ကျောအပေါ်ဆုံးမှာပေါ်လာတဲ့ wave wrap ဆိုတဲ့ဟာလေးပါအဲကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကျော standard setting ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးွားရင်ကျောဒီမှာ ဒီကောင်လေးကကြတော့ဗာလဲဆိုတော့ကျွန်တော်ဒီ၃ခါနှုတ်ပေါ့နော်ကျွန်တော်ဒီကောင်လေးမှာ0.50လောက်ကျွန်တော်ထားလိုက်မယ်နော်โอเคပြီးတော့ကျွန်တော်ဒီ angle ကို change ရမလို့ကျွန်တော်ဒီ speed ကို change ရမယ်ပေါ့နော် speed ကို change ရမယ်โอเคဒါကြတော့ဒီ line နေဘလောက်ထိသွားမလဲပေါ့နော်ကျွန်တော်ဒီအချိန်ရဘလောက်များမလဲအဲ့မှာကျွန်တော်ကတော့ဒီလောက်ပဲထားမယ်အဲ9.5လောက်ကျော်ထားလိုက်မယ်ပေါ့နော်9.5လောက်ထားလိုက်မယ်ကျွန်တော် magnitude ကတော့ကျွန်တော်1လောက်ပဲထားလိုက်မယ် ်ဒါကတော့သူ့ရဲ့ဒီဟိုညင်တတ်မှုပေါ်မဂနီကျူဆိုတော့ကျွန်တော်ဒီခါနေမလားကျွန်တော်ညင်ညင်လေးနဲ့ပြပြလေးသွားမလားကျွန်တော်ကတော့ဒီညင်ညင်လေးပဲကြိုက်တယ်အရင်ခါနေလဲကြည်ရတာမလှအောင်နော်အဲ့ဒီတော့ကျွန်တော်ဒါကို1မထားလိုက်မယ်โอเคจ้ะဒီ rap angle ကတော့ကျွန်တော် change ရမလို့โอเคပြီးတော့အောက်ကကျွန်တော် damping ဆိုရအများလေးကိုချက်နှိပ်လိုက်ပြီးတော့အောက်ဆုံးမှာကျွန်တော် screen space ဆိုတာလေးကိုကျွန်တော်ဖွင့်ပေးလိုက်ပါ โอเคဒါတွေအကုန်လုံးလောက်ပြီးွားရဲ့ဆိုရင်ကျွန်တော်ဒီ animation စပေးမယ်စပေးရခါမှာကျွန်တော်ဒီအပေါ်ဆုံးက face ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီကောင်တော့ဒီ timeline ကိုအရှိဆုံးသွား key frame လေးတစ်ခုချအဲ့မှာ0.50မှန်တယ်ပြီးတော့တော့နောက်ဆုံးသွားလိုက်မယ် okay သွားပြီးတော့ကျွန်တော်တို့ဒီ block ထားလိုက်မယ်ဆိုရင်1.20လောက်ကျွန်တော်တစ်ချက်ထားကြည့်လိုက်မယ်နော်ခွေကြဒါလေးကိုတစ်ချက် play ကြည့်လိုက်မယ် โอเคဒီလောက်လေးပဲအဆင်ပြေတယ်ပြီးတော့ကျောဒီစာလေးကိုတစ်ချက်ထောက်လိုက်ပါပြီးတော့ကျောဒီမှာ duplicate ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ရင်အဲကူးထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးရင်ကျောတို့ဒီကိုပြောမဲ့စာလေးပါတချင်ရစာလေးကိုတစ်ချက်ထပ်ပြီးတော့ထည့်လိုက်မယ်အဲကျွန်တော်ကတော့ဒီနေ့မှာတော့ပြီးတော့မြန်မာစာတန်းโทนี่ကိုမြန်မာစာတန်းโทนี่ကိုโอเคပြီးအမှန်လေးတစ်ချက်ချစ်လိုက်ပြီးတော့ဒီကောင်လေးကိုဖိပြီးဆွဲလိုက်ကျောခလာဆုံးသွားတဲ့နေရာအနောက်လေးမှာခြားလိုက်ပြန်ပြီး play ကြည့်မယ် ဒီနေ့မှာတော့မြန်မာစာတန်းထိုးနည်းကို okay ပြီးရင်မြန်မာစာတန်းထိုးနည်းကို copy duplicate ထပ်ပွားလိုက်ပါ။ပွားပြီးရင်အဲ့ဒါလေးကိုတစ်ချက်ထောက်လိုက်။ထောက်ပြီးွားရင်ကျောဒီမှာ edit text ကိုနှိပ်လိုက်။ဒီမှာကျောဒါလေးကိုဖြတ်လိုက်ပါ။ကျောဒီမှာ simple အနေနဲ့ပြောပြပေးမှာပြောပြပေးမှာပဲ။ okay ပြီးွားရင် magic ကလေးချက်လိုက်ပါ။ပြီးရင်ဒါလေးကိုဆွဲလိုက်။ထုံးစံနိုင်မဲ့ကျောအနောက်လေးကိုဆွဲလိုက်အချက်ပြန် play ကြည့်မယ်။ ဒီနေ့မှာတော့မြန်မာစာတန်းထိုးနည်းကိုပြပြပေးမှာပဲ Okay ပြီးတော့ဒါလေးကိုကျွန်တော် duplicate ထပ်ပြီးတော့ပွားလိုက်ပါဒါလေးကိုထောက်လိုက်မှကျွန်တော် edit text ကိုနှိပ်မှဒါလေးကိုဖြတ်လိုက်မှပြီးရင်ကျွန်တော်ဖြစ်ပါတယ်ပေါ့နော်ဖြစ်ပါတယ် Okay ပြီးရင်ကျွန်တော်ဒီ dotted line လေးထားလိုက်မှ Okay ပြီးတော့ဒါလေးကိုဆွဲပြီးတော့ကျွန်တော်ဒီမှာအနောက်ဒီဆွဲပြီးတော့ဆန်လိုက်ပါပြန်ပလေးကြည့်မှ ဒီနေ့မှာတော့မြန်မာစာနဲ့ထိုးနီးကိုပြောပြမင်းမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော် perfect ပါကြည့်ရတာလည်း smooth ဖြစ်တယ်။အရင်လည်းမခါဘူးအရင်မခါဘူး တော်တော်လေးစမှုဖြစ်ပါတယ်ဒီတက်ကျွန်တော်နည်းနည်းလေးပို့ပြီးတော့ကြည့်ရတာလှကျင်တယ်ပေါ့လှကျင်တယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲကျွန်တော် fade and fade out လေးထည့်လိုက်မယ်အဲ့ဒါကျွန်တော်ဒီမှာဒီ layer လေးပထမဆုံး layer လေးကိုတစ်ချက်နှိပ်လိုက် ပြီးရင်ကျွန်တော်ဒီမှာ effect ကိုပဲထပ်နှိပ်ပြီးရင် add effect ကိုနှိပ်ပြီးရင်ဒီ set bar လေးမှာ fade လို့တစ်ချက်ရိုက်ရှာလိုက်ပါ fade အဲ့ဒီမှာကျွန်တော်ပေါ်လာပြီ fade in out ကျွန်တော် fade in out ကိုတစ်ချက်နှိပ်လိုက်ပါ okay ပြီးတော့ကျွန်တော်ဒီမှာ standard setting လေးကိုပဲတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်အဲ့မှာ in နေရာမှာလဲကျွန်တော်ဒီ 20လောက်ပဲထားလိုက်မယ်နော်0.20လောက်ပဲထားလိုက်မယ် sorry ကျွန်တော်ဒီမှာလဲ0.20 in on out ကိုတူတူထားလိုက်မယ် okay ပြီးရင်ကျွန်တော်ပြန် play ကြည့်မယ်ဒီနေ့မှာတော့ okay ပြီးရင်ကျွန်တော် icon လေးကိုတစ်ချက်ပြန်နေ effect ကိုပြန်နေကျွန်တော်ဒီ fade in out ကိုတစ်ချက်ပြန်နေပြီးွားရင်ကျွန်တော်ဒီမှာအဆက်ကလေး30တွေ့လားဒီအမှိုက်ပုံးပေးလေးမှာ icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကျွန်တော် icon နှိပ်ပြီးွားရင်ဒီ copy a first value ကိုကျွန်တော်တခြားနှိပ်လိုက်မယ် okay ပြီးတော့ထွက်လိုက်မယ်ပြီးရင်နောက်တစ်ခုနောက် layer တစ်ခုကိုသွားကျွန်တော် effect ကိုနှိပ်ပြီးရင်ဒီအောက်မှာ effect ကလေး30တွေ့လားအဲ့ဒါလေးကိုတခြားထောက်လိုက်ပါပြီးတော့ကျွန်တော် paste effect လေးကိုနှိပ်လိုက်ပါ okay နောက်တစ်ခုထပ်သွားပြီးတော့ကျွန်တော် effect ကိုနှိပ်ကျွန်တော်ဒီအောက်လေးမှာ effect ကလေး30 30တိုင်းမှာ paste ချလိုက်ပါနောက်တစ်ခုထပ်သွား effect ကိုနှိပ် effect ကလေး30 30တိုင်းမှာ paste ကိုနှိပ်လိုက်ပါ okay ဒါဆိုရင်ကျွန်တော်အကုန်လုံးပြန်ပေး play ကြည့်လိုက်မယ်နော်ဒီနေ့မှာတော့ ငါဆန်ထိုးနီကိုပြပိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်သူတက်လာတဲ့ပုံစံလေးတွေအဝင်ထွက်လေးတွေကျွန်တော်တို့ fake in fake out လေးနဲ့နည်းနည်းလေးကျွန်တော်ဒီ proposal ဝါတယ်ဗောနော်လူကြီးမင်းတို့ဒီအဆင်ပြေစရို create လုပ်နိုင်ပါတယ်တချင်းနေမှာစာရန်ထိုးမယ်ဆိုလဲအနောက်မှာတချင်းနံထည့်မယ်ပြီးဝင်ကြော် B align မှတ်မယ် B align မှတ်တတ်ဘူးဆိုတော့ကျွန်တော်တချင်းဖြတ်တဲ့နေရာလေးတွေပေါ့အဲ့နေရာလေးတွေကျွန်တော် line မှတ်ပြီးတော့စာရန်လေးအခုလိုမျိုးထိုးွားလို့ရပါတယ် โอเคจอ now วิดีโอมาแล้วจอดีซารันโทนี่ကိုနောက်ထပ်တစ်မျိုးအသုံးများပြီးရော simple ဖြစ်တဲ့ဟာလေးတွေကိုကျွန်တော်ထပ်ပြီးတော့သင်ပေးွားဖို့ရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးဖို့မမေ့ပါနဲ့โอเคကျွန်တော်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေနဲ့ now วิดีโอมาပြန်လဲส่งလေးကြမယ်